ကိုလိုလိုရေးအစဲခံလို့ဆင်းညစ်နေတဲ့သူတွေကိုအပိစကားပြောအစဲခံလာဆိုတော့ခင်ဗျားတို့ကျွန်တော်တို့အစင်တန်းတော့မပြောနဲ့လို့ကျွန်တော်တို့ကိုယ်ပွင့်နေတဲ့ဘောရမမြတ်စွာဘုရားတောင်မှာအစဲခံရတယ်တဲ့အဲ့တော့ဘုရားတောင်အစဲခံရင်ခင်ဗျားတို့ကျွန်တော်တို့အစဲခံရတာမဆန်းလို့လေဗျာနော်ဆင်းညစ်ပါနဲ့ ကိုလို့ကိုလို့ပါဆဲဆိုတာနဲ့ပတ်သက်လို့ဥစဉ်လဲပြောစရာရှိပါတယ်တခါတုန်းကပုံနာကြီးတယောက်ကမြတ်စွာဘုရားကိုလာပြီးဆဲပါတယ်အဲ့ဒီခါမှာမြတ်စွာဘုရားကပုံနာကြီးသင်ကတဖက်လူကိုလက်ဆောင်ပေးမယ်ဆိုရင် သင်ပေးတဲ့လက်ဆောင်ကို တဖက်လူကမယူဘူးဆိုပါကအဲ့ဒီလက်ဆောင်ကိုဘယ်သူပြန်ရမလဲလို့မေးတော်မူပါတယ်အဲ့ဒီအခါမှာပုံနာကြီးက အရှင်ဂေါတမကျွန်ုပ်ပဲပြန်ရမှာပေါ့လို့ဖြေပါတယ်အဲ့ဒီအခါမှာမြတ်စွာဘုရားက ပုံနာကြီးအဲ့ဒီဥပမာအတိုင်းပါပဲတင်လာပေးတဲ့အစဲကိုငါဖျားမယူဘူးလို့မိန်ကြားတော်မူပါတယ်အဲ့ဒီတော့ပုံနာကြီးဟာ သူ့ဆဲတဲ့အစဲကို သူ့ပဲပြန်ရသွားတဲ့သဘောဖြစ်ပါတယ်ဒါကြောင့်ဆဲဆူတက်တဲ့သူတွေကိုပြောချင်တာက ကို့အကြိုက်နဲ့မကြိုက်တာနဲ့သူတစ်ပါးကိုလိုက်ပြီးမဆဲပါနဲ့ တဖက်လူကလက်မခံဘူးဆိုရင် ကိုဆဲလိုက်တဲ့အစဲကိုကိုပဲပြန်ရမှာဖြစ်ပါတယ်အစဲခံရတဲ့သူတွေကိုလည်းပြောကြင်တာက တဖက်လူကလာဆဲပြီဆိုရင်ဒေါသနဲ့မတုတ်ပြန်ပါနဲ့ဒေါသနဲ့တုတ်ပြန်လိုက်ခြင်းဟာသူဆဲတာကိုလက်ခံတဲ့သဘောဖြစ်သွားပါတယ်နောက်ပြီးမြတ်စွာဘုရားက သူတစ်ပါးကိုဆဲဆူတတ်တဲ့သူတွေဟာမစင်ဘုတ်ကိုပါဇက်ထဲငုံပြီးသူတစ်ပါးကိုလိုက်ထွေးတဲ့သူနဲ့တူတယ်လို့ ဥပမာပေး၍ဟောကြားတော်မူပါれ။မစင်ပုဂ္ဂိုလ်ပါဇက်ထဲငုံပြီးသူတစ်ပါးကိုလိုက်ထွေးမယ်ဆိုရင်တစ်ဖက်လူကနောက်မှအထွေးခံရမှာပါ။လက်တလုံးမှာသူကိုယ်တိုင်ကမစင်ပုဂ္ဂိုလ်ပါဇက်ထဲငုံပြီးသားဖြစ်နေပါပြီ။သူတစ်ပါးကိုအယုတ်တအနတ္တတွေနဲ့လိုက်ဆဲမယ်ဆိုရင်တစ်ဖက်လူကနောက်မှအစဲခံရမှာပါ။သူကိုယ်တိုင်ကအဲ့ဒီအယုတ်တအနတ္တစကလုံးတွေကိုပါဇက်ထဲမှာငုံပြီးသားဖြစ်နေပါပြီ။ ါကြောင့်ဆဲဆူတတ်တဲ့သူတွေကို ပြောကြင်တာက သူတစ်ပါးကိုဆဲဆူတော့မယ်ဆိုရင်မစင်ပုဂ္ဂိုလ်ပါဇက်ထဲငုံပြီးထွေးတော့မှာပါလားဆိုတဲ့အတွင်းမျိုးကိုဝင်လိုက်ပါအဲ့ဒီလိုအတွင်းမျိုးဝင်လိုက်မယ်ဆိုရင်မဆဲပြစ်တော့ပါဘူးအတွင်းဝင်တဲ့ဂျားတွေကဆဲမယ်ဆိုရင်တော့ပညာမရှိလို့ပဲဖြစ်ပါတယ်ဒီနေ့ကကိုကျော်ကြီးအောက်မှာဘာသာကြားမိန်းကလေးတယောက်ကလာရှိတယ် အစဲခံနေရမှာဗောတဲ့မဟုတ်တာဒီပြောနေတာဟိုတဲ့အစဲမခံရအောင်နေဗောတဲ့ကို့ဘာသာအကြောင်းကိုပြောပါလားတဲ့ဒါမျိုးလေးလာမန်းတာရှိတယ်မနေ့ကလည်းကောင်းလေးတယောက်ကလာပြီးတော့ချင်းချောက်တယ်တည်တတ်တယ်ဗောလေကိုကျော်ကြီးဟို2019လောက်ထဲက Facebook မှာ like တွေစလွင့်ထဲကဘာပေါင်းစုံကလာဆဲတာတခါတလေတိုင်းကိုကျော်ကြီးကလမ်းမှန်ကမ်းမှန်သွားတာဖြစ်ချင်းကြောင့်ကိုယ့်ရဲ့အယူအဆအတိုင်းအတိုင်းသွားတာဖြစ်ချင်းကြောင့်အားလုံးနဲ့ညှိတယ်စူးလဲအီလိုဖြစ်နေတာတခါတလေကြရင်အမျိုးသားကြီးသမားတွေကစားတယ်လာဆဲတယ် အဘောမတွေကလည်းလာဆဲတယ်။နိဗိန်းတွေကလည်းဆဲတယ်။ဘာသာကြားတွေကလည်းဆဲတယ်။ကို့ဘာသာဝင်လမ်းမှန်ကမ်းမှန်သွားတဲ့လူပါ။သူများကတွေနဲ့သူတို့နှလုံးသားတွေကိုထိခိုက်သွားလို့ရှိရင်ဒေါသဖြစ်ကြတာမဆန်းဘူးလေ။မျက်စောဖရားတော်အစဲခံရတဲ့ကိစ္စကိုကျော်ကြီးတို့အစဲခံရတာဘာထူးဆန်းတာမှလို့လေ။ဘာမှမပြောပါတော့တဲ့ကိစ္စလေဟုတ်လား။မျက်စောဖရားကိုဆဲတာမှလက်ညှိုးငေါငေါထိုးပြီးတော့ဆဲတဲ့ကောင်တွေအများကြီး။အဲ့တော့လမ်းမှန်ကမ်းမှန်သွားနေတဲ့လူတယောက်ကအဲ့ဒီလောကဓာတ်တရားတွေကိုဘီးဖို့မဆိုင်တာ။ အဲ့ဒါမနေ့ကလာပြီးတော့ချင်းချောက်တဲ့ကလေးတယောက်ဆိုရင်ကိုကျော်ကြီးကို Messenger မှာ Facebook မှာကောဒီ TikTok မှာကော Messenger မှာအဆောင်ကြီး Messenger မှာနော် လာပြီးတော့ share တာဒီရော share တာဒီရောမိတ်ဆက်တာဒီရောအဆောင်ကြီးရလက်ရှိ TikTok မှာတော့မအဆောင်ကြီးတစ်ထောင်ကျော်လောက်ရှိတယ်တခုမှမဖတ်ဘူးအရင်အဟောင်းတွေမှာလည်းအဲ့ဒီလိုပဲ message တွေလာပို့ထားတာအဆောင်ကြီးတစ်ထောင်ကျော်ကြီးပဲတခုမှမဖတ်ဘူးဘာကြောင့်မဖတ်တာလဲလို့မေးလို့ရှိရင်အချိန်ပေးပြီးတော့အလုပ်လုပ်ပြီးမဖြေနိုင်ဘူးဘယ်သူ့ဘုံမှာတချို့ဆိုအရင်ရင်းနှီးတဲ့လူတွေပါတယ် နောက်တော့မှဟာရောက်မင်းဘာလို့မဖတ်တာလဲငါမက်ဆေ့မှာစာပို့ထားတယ်ဆိုတော့မှအပြင်မှာတွေ့တော့မှအဲ့တော့မှဟုတ်လားဒါလားဟောကြီးအဲ့လိုမျိုးကြီးရှိတယ်ကိုကျော်ကြီးကိုလို့ကိုလို့စားနေတာကိုလမ်းကြောင်းကိုရှောက်နေတာဖြစ်တဲ့အတွက်ဘယ်တော့မှအချိန်မပေးနိုင်ဘူးအဲ့တော့ကိုကျော်ကြီးအားလက်တဲ့အချိန်ဒီမှာကိုကျော်ကြီးအသိဉာဏ်တွေကိုမျှဝေပေးတာအဲ့တော့အချို့ကဆဲဆူမယိုင်းပြီးတော့အောက်တန်းကြတဲ့စကလုံးနေတိုက်ခိုက်မှကိုကိုကိုလူထင်ကြီးတယ်အာပြိတ်သက်ကြီးများလာတယ်ဆိုပြီးတော့ဝမ်းသာတယ်အမှန်အောက်တန်းကြတာအောက်တန်းကြတာပဲလीဒီအောက်တန်းကြတဲ့ဇရိုက်ကို ဟိုကလေးလေးတီတောင်တီးတယ်ကိုဆရာရဲ့သားဥကြော်ကြီးတဲ့ဥကြော်ကြီးကို Facebook မှာဆဲနေတယ်ကွာဟာလုံဆန်းမောင်ဘာကောင်လဲကွာဘယ်အကောင်လဲကွာလကားပါတယ်အကောင်တွေးမရှိပါဘူးလေမူဂျိုမူလာတန်းတက်နေတဲ့ကလေးနော်မူလာတန်းတက်နေတဲ့ကလေးလကားပါတယ်တွေးမရှိပါဘူးကိုရုံတော်ကိုမပြရဲဘူးလေဥကြော်ကြီးတော့တတိရှိတဲ့ကောင်မဟုတ်ဟာဒိတ်လူမျိုးလာတာဆိုတော့ကလေးတောင်တီးနေတဲ့အလို့ဒီလိုရိုင်းဆိုင်နေကိုရုပ်တွေကိုမပြရဲဘူးဗလိန်းနေဆိုတာကလူအောက်တန်းစားတွေဆိုတာမူဂျိုကလေးတောင်တီးတယ်မူလာတန်းကလေးတောင်တီးတယ်ဟုတ်လားဒီလိုအောက်တန်းစားနီးနေကိုကိုကိုထင်ပေါ်ကြော်ကြားတယ်ဆိုအမှန်တော့စိတ်ရောဂါရတယ် မိမိစိတ်မှာတိမ်ငယ်စိတ်ရှိတယ်။ရုပ်အစင်းအရာလည်းအောက်တန်းကျနေတယ်။မိဘအတိုင်းဝိုင်းအရာလည်းယုံညံ့နေအောက်တန်းကျတယ်။မိမိရဲ့အလုတ်ကန်အရာကောမိမိကိုယ်ဝယ်ရဘာသာရကောယုံညံ့အောက်တန်းကျတဲ့ကောင်တွေအဲ့ဒီလိုကိုယ့်ရုပ်ကိုမပြရဲဘူး။ဘာဖြစ်လို့လဲဆိုတော့ကိုမျိုးရိုးအကြောင်းသိသွားလို့ရှိရင်လေဒီကောင်အောက်တန်းစားမျိုးရိုးစိုက်ကားသမားမျိုးရိုးတငါသေးမျိုးရိုးဆိုတာသိသွားတဲ့ခါကျရင်ဒီကောင်အလကားပါကွာတငါမျိုးရိုးကောင်ဒီကောင်စိုက်ကားသမားမျိုးကိုစောက်ကြီးစောက်ကြီးလုပ်ပြီး line ကိုတက်ပြောနေတယ်ဘာမှမဖြစ်သွားမှာလीအ ဲ့တော့မျိုးရိုးအစင်တန်းနေမာတဲ့လူကလည်းကိုယ့်ရုပ်ကိုမပြရဲဘူး။နောက်မိမိမှာနူနာယောဂပုံစံမျိုးခန္ဓာကိုယ်ကယိုယွင်းနေတယ်ပြက်စီးနေတယ်လူနဲ့တူနဲ့မတူတဲ့ရုပ်အစင်းမရှိတဲ့လူတွေကလည်းကိုယ့်ရုပ်ကိုမပြရဲဘူး။ဟာလားမျိုးရိုးကတခိုးမျိုးရိုးဖြစ်နေမယ်ဓမြမျိုးရိုးဖြစ်နေမယ်ပြစ်ဒစာမျိုးရိုးဖြစ်နေမယ်ဆိုရင်လည်းကိုယ့်ရုပ်ကိုမပြရဲဘူး။ကိုကိုရတဲ့ဘာသာကယုံညံ့တဲ့လူတကာအမုန်းတီးမှုခံနေရတယ်။ဟာလာကဘာပေါ်မှာအကျန်းဖောက်ဝါရာကြီးလို့ပြောနေတဲ့လူတွေကလည်းကိုရုပ်ကိုမပြရဘူး။ အဲ့တော့အဲ့လိုကိုယ့်ရုပ်ကိုယ်မပြရဲတဲ့လူတွေကစကလုံးလေးတွေလှလှလေးတွေရင်ရင်ကြည်ကြည်တွေတုံးတာဘာမှမထူးဆန်းဘူးဒီငကိုတွေကသူတို့မှာယုံညံ့တဲ့အောက်တန်းစားတိတ်ငယ်စိတ်တွေကငကိုတွေကရှိနေကြတယ်ရှိနေတဲ့အတွက်သူတို့ကတော့ဗလိမ့်မှုအတွက်အဲ့ဒီလိုအောက်တန်းကြတဲ့နီးကိုတုံးရတယ်ကိုကျော်ကြီးတို့ကတော့ရှင်းရှင်းလင်းလင်းကိုယ့်ယုံကြည်ချက်ကိုယ့်ရဲ့ခံယူချက်ကိုယ့်ရဲ့ပညာတွေအကုန်လုံးကိုကိုယ့်ရုပ်နဲ့ကိုရဲရဲရင်ပြောတာဟုတ်တယ်နော်ရန်ကုန်မြို့ပေါ်မှာလူပိယိတ်တဲ့ဂျားထဲမှာအလုတ်လုတ်စားရင်းနဲ့ကိုယ့်ယုံကြည်ချက်ကိုတက်တက်ပြောတာကိုကျော်ကြီးတယောက်ပဲရှိတယ် အဲ့ဒါကလည်းဂုံယူစရာကောင်းတယ်ယနေ့ချိန်ကြီး2019တဲ့ကချင်းချောက်မှုပေါင်းများစွာကြုံရတယ်ကိုတော်ရည်တငငချင်းတယောက်အရန်ငငယ်လေးတွေခင်ရတာချစ်တယ်ခင်တယ်တယောက်နဲ့တယောက်ပြောမနာဆိုမနာတယောက်မင်းတို့ငါနိုင်ငံရေးတွေမပြောနဲ့လို့ပြောနေတယ်မင်းတို့တေမာဆိုလို့ပြောနေတာမင်းတို့လှုပ်ကြံမဲ့ကောင်တွေတပုံကြီးပဲအိမ်နိုင်ညာရောက်တငငချင်းကိုလှုပ်ပြီးတော့မင်းတငငချင်းကိုငါလှုပ်ကြံမဲ့လို့ပြောတဲ့ကောင်တွေတောင်ရှိတယ်အဲ့လောက်တိကိုရှိတယ်ကိုကျော်ယူဒီနိုင်ငံရေးအရေးခင်းနေမှာတငငချင်းတွေဆိုအဲ့လိုမျိုးပြောတာ အမေမအဲ့ဒီလိုပြောတဲ့တငယ်ချင်းကကိုဗစ်မှာဆုံးသွားတယ်ဟဲ့အောင်လာခဲ့ငါအိမ်မှာအောက်ဆီဂျင်ရှိတယ်မိကားမောင်းလာခဲ့ငါအိမ်မှာအောက်ဆီဂျင်စင်စစ်ရှိတယ်မင်းအောက်ဆီဂျင်မရမှာမဟုတ်နဲ့မခေါ်တယ်မလာအောင်နိုင်ငံကြီးနဲ့ကိုယ်စိတ်ကောက်သွားတယ်သူတို့ကအနီအားပြီးတယ်ကိုကဘယ်ဘက်ကမှအာမပြေဘူးကိုကတိုင်းပြည်ကောင်စားကြီးတက်တက်ပြောတယ်လူသူတို့ကအနီမအနီဖြစ်တယ်လူနောက်ဆုံးတော့ကိုယ့်အတက်ကိုကိုယ်အသေးခံပြီးတော့အဲကြုတ်ကိုမုံသွားတယ်ဖုန်းဆက်တယ်မရဘူးတငယ်ချင်းကိုလွတ်တယ်ဟဲ့အောင်ငါငါလာလို့မရဘူးဒီမှာငါအကူကိုငါပြုစုနေရတယ်ငါသူ့ကိုသွားခေါ်လို့မရဘူး ငါကောလည်းလက်လွတ်လို့မရဘူးအဲ့ဒီအခြေအနေမျိုးမှာမင်းလာခဲ့ရင်ငါရှိမှာအောက်ဆီဂျင်ငါအိမ်မှာခုနှစ်လုံးလောက်ရှိတယ်အောက်ဆီဂျင်ဆက်တွေရှိတယ်မင်းကငါပြုစုပေးမယ်ကိုလည်းကိုပေးဖြစ်နေတာဒါပေမဲ့ကိုကထူးထူးထောင်းထောင်းမလဲသွားဘူးကိုရဲ့စေတနာအားတွေကောင်းတာပေါ့အနံ့ကတော့ပျောက်နေတယ်တုံလုံးမလဲသွားဘူးသူများကတည်းကအောက်ဆီဂျင်အိုးတွေမမနဲ့ကိုပေးဖြစ်နေတဲ့လူကဘာဖြစ်သွားမလဲညာမလို့ဘူးအောက်ဆီဂျင်အိုးတွေမတယ်တဲတယ်ရွှေ့တယ်အကုန်လုံးတယ်အဲ့ဒီလိုမျိုးသူတို့ဘက်သားအသက်တွေကိုကိုယ်တက်နဲ့ရင်းပြီးကယ်ပြီးတယ်အဲ့ဒီအတွက်ကြောင့်မလို့ပဲဘယ်တော့မှကိုကျော်ကြီးအန္တရာယ်ဖြစ်ဘူး ဲ့တော့ဒီဟာကိုဒီလူအောက်တန်းသားတွေကိုလူရသွင်းနေတဲ့လူဒီကိုကငကိုတဲကအောက်တန်းသားစိတ်လို့လူရသွင်းတာအဲ့ဒါကြီးကိုဂုံယူဝင်ကြွားဆိုခမ ्या ကိုဘသူကဆဲခမ ्या မရှက်ဘူးလားလို့လာပြောတယ်ငကိုတဲအဲ့ဒီလူဒီကရှက်တယ်လားဒီလိုမျိုးအောက်တန်းသားစကားပြောနေတဲ့လူတွေကလူတွင်ကျယ်တွေလုံနေတာကိုမက်မောနေတာတွေ့တာနေတာဒီလူတွေကိုအထင်ကြီးလေးစားနေတာကိုကမိမိစိတ်ကအောက်တန်းသားစိတ်ဖြစ်နေတယ်ဆိုတော့တိတ်ကိုသိတင်တယ်။ဒါမှမဟုတ်ကျုပ်တို့ကလူလောကကြီးတစ်ခုလုံးကိုအဲ့လိုယုံညံ့တဲ့အောက်တန်းသားခက်တစ်ခက်ကိုကျုပ်တို့ကဖြတ်စည်းပြစ်ချင်တာ သူတို့သားနေတခုခုဆိုရင်ဝိုင်းပြီးပလိမ့်မယ်အကျိုးရဲ့အကြောင်းရင်ပြောနိုင်တယ်စွမ်းအားသက်တည်းရှိရမယ်ဉာဏ်ပညာရှိရမယ်ဒီအကြောင်းကြောင့်လည်းဒါကမဟုတ်ဘူးဒီအကျိုးကြောင့်လည်းဒါကမဟုတ်တယ်အဲ့တော့ဟုတ်တာကဒီအပိုင်းမဟုတ်တာကဒီအပိုင်းအကောင်းကျိုးကဘယ်လောက်ရှိတယ်မကောင်းကျိုးကဘယ်လောက်ရှိတယ်ရာခိုင်နှုန်းအဖြစ်ဒီဟာကလုတ်တဲ့လုတ်တဲ့ဒါမျိုးခွဲခြားပြီးပြောနိုင်တဲ့ဉာဏ်ပညာရှိတဲ့လူတွေအများကြီးကိုတို့တော့လိုအပ်တာအာသာပေါင်းစုံမှာလိုအပ်တာငါဘာသာမှာငါဘာသာဆိုပြီးတော့ခြေကန်ဆုံးကန်ပြီးမျက်စိမေးကိုးကွယ်နေတဲ့လူတန်းသားတွေတို့တော့မလိုအပ်ဘူးအဲ့ဒီအတွက်တို့ကအတင်းချံပညာတွေကိုခင်ဗျားတို့ဖွင့်ပေးတာ ဘယ်ဘာသာကပဲဖြစ်ဖြစ်ဉာဏ်ပညာထုံးကားလာတဲ့လူငယ်တွေပေါ်လာမယ်မိမိဘာသာကိုအကြောင်းပြချက်ပေးခြင်းလို့ရှိရင်လည်းဉာဏ်ပညာနဲ့ပြရမယ်အောက်တန်းစားစကားနဲ့မိမိဘာသာကိုကာကွယ်နေတဲ့ဆိုရင်မိမိတို့ဘာသာအောက်တန်းစားတွေကာကွယ်ရတဲ့ဘာသာဖြစ်တယ်အဲ့တော့ယုံညံ့တဲ့လူတန်းစားတွေကာကွယ်နေရပြီဆိုတော့အဲ့ဒီဘာသာရဲ့ယုံညံ့မှုဟာအလိုလိုထင်ပေါ်ကျော်ကြားသွားတယ်အားရပဲဒါကြောင့်မလို့ကိုကျော်ကြီးဒီကိုကျော်ကြီးရဲ့ဘာသာကိုယုံညံ့တဲ့နီးနဲ့အောက်တန်းစားနီးနဲ့ကာကွယ်ရုံထုံးစံမရှိဘူးဉာဏ်ပညာနဲ့သွားတယ်အချိုးအချောင်းဝေဖန်သုံးသပ်ပြီးသွားတယ် အဲ့တော့အဲ့ဒီလိုအောက်တန်းစားတွေကတိုက်ခိုက်နေလို့ရှိရင်လေစာမဖွဲ့ဘူးမစင်ဂျာထဲမှာလာကြည့်လို့ရှိရင်အဆောင်ရေတစ်ထောင်လောက်မှာမရှိဘူးဆိုဆဲထားတဲ့အဆောင်ကြီးကရိုင်းရိုင်းဆိုင်ဆိုင်ရုပ်ရုပ်မမာတွေပြောဆိုထားတယ်ချိမ့်ချောက်ထားတဲ့စာတွေကညာနဲ့ချီပြီတုံ့လို့ရုံထုံးတာမရှိဘူး။ဘာကြောင့်မတုံ့လို့တာလဲဆိုမနဲ့မိုးလင်းနေရငါသေးမှဒီခန္ဓာကိုယ်ကြီးကသေတတ်တဲ့ခန္ဓာကိုယ်သေတတ်တဲ့ခန္ဓာကိုယ်ရရင်သေကိုသေမှာဆိုတဲ့နှလုံးသွင်းကမနဲ့မိုးလင်းနေရရှိတယ်။ဒီခန္ဓာကိုယ်မသေခြင်းလို့ရှိရင်သေတတ်တဲ့ခန္ဓာကိုယ်မရအောင်မြတ်စွာဘုရားရဲ့အဆုံးမှာ ဇာတိပစ္စည်းသရမရဏအိုဝမသိရမယ်။မွေးလို့အိုဝသိရတာ။မသိရင်ရင်မမွေးနဲ့မမွေးအောင်လုပ်ဒါပဲ။